ရှိသိန်းခွဲဝန်းကျင်မှာဒီဖုန်းကတကယ်ကိုရွေးလို့အကောင်းဆုံးဘာမှကြည့်မြင်လဲကွာမင်းဒီ display ကြီးကိုထိုင်ကြည့်ရတယ်မှတန်နေပြီ performance ကလည်းဒီစီးတန်းမှာဆိုရင်အကောင်းဆုံးဆိုတဲ့အထက်မှာပါတယ်အကောင်းဆုံးပါပဲလေတခြားဖုန်းကိုမင်းလိုက်ပြီးရှာမြင်တဲ့ဒီကောင်ပဲပြေးဝင်လိုက်ဆိုပြီးတော့နာမည်စုကြီးနေတဲ့ဖုန်းလေးတစ်လုံးကျွန်တော်ကြားနေရတော့ကြာပြီပေါ့နော်ဆိုတော့တကယ်ပဲဒီဖုန်းကအဲ့လောက်ထိကောင်းနေရလားတခြားအားနည်းနေတဲ့အပိုင်းရောမရှိတော့ဘူးလားပြီးတော့တကယ်ပဲဒီစီးတန်းမှာဒီရှစ်သိန်းခွဲဆိုတဲ့စီးတန်းမှာဒီဖုန်းကတကယ်ကိုပြေးဝယ်တဲ့နေတဲ့ဖုန်းလားဆိုတော့ ကျွန်တော်တို့တခြားလောက်ကြည့်လိုက်အောင် ီဇူဖုန်းတွေကဟိုးရင်ဒီ Redmi Note 3တို့ခေတ်တုန်းကပေါ်ခဲ့တဲ့ဒီ Mizu M6 Note တို့နောက် Mizu Pro 7လောက်လောက်ပဲကျွန်တော်ကကြင်ကြည့်ဘူးတာဗောနော်အဲ့နောက်ပိုင်းဒီ Flyme OS ရဲ့ဒီကကြီးကကြောင်နိုင်တာတွေဒီ update နဲ့မမှန်တာတွေအပြင်ဒီတချို့အကြောင်းတွေကြောင့်ဒီကောင်ကဒီထွက်ရပေါက်တလို့ပျောက်သွားတာတိကျတာတော့မသိဘူးအဲ့တော့ဆိုရင်ဗျာဒီ Xiaomi နဲ့အပြိုင်သူ့ fan group နဲ့သူ share အပြိုင်ကျဲခဲ့တဲ့ brand အဲ့လိုနဲ့ဒီပြီးခဲ့တဲ့နှစ်နှစ်လောက်ကမှပဲဒီ Mizu 20တို့နောက် Mizu 21တို့ဘာလို့လဲဒီကောင်ကဒီဈေးဝက်ထဲကိုပြန်ပြီးတော့ပေါ်လာဒါလဲဆရာတော်မအင်းတိတ်ပြီးတော့ထိုးထိုးထောင်ကြီးပေါ်မနေလေပျောက်နေတော့မှရှိတယ်အဲဒါပေမဲ့ဒီရက်ပိုင်းလေးမှာတင်ဒီ Mizu Lucky 08ဆိုတဲ့ဒီဖုန်းလေးပေါ့နော်ဒီကောင်ကထပြီးတော့ဟော့လာတဲ့သတင်းလေးတွေတွေ့လာတယ်ဈေးရလည်း၈သိန်းခွဲဝန်းကျင်နဲ့ display အနစ်ကြီးဘာညာပေါ့ဗျာသိရမလားအဲ့လိုနဲ့နာမည်ကြီးညာအခုမှပဲဒီကျွန်တော်လက်ထဲကိုဒီကောင်ကရောက်လာတော့လေဆိုတော့ပြောနေကြတာဗျာဒီဇိုင်းကနေစားလိုက်အောင် ပြောလို့ပြောရမှာမဟုတ်ဒီကောင်းရဲ့ဒီဒီဇိုင်းနဲ့ big quality ကသူ့ရဲ့ဈေးထဲမှာတော်တော်လေးကိုကောင်းတယ်တော်တော်လေးတသက်ရက်ရှိရလို့ပြောမယ်အခုကျွန်တော်လက်ထဲရောက်နေတဲ့အရာကတော့အမဲရောင်ပေါ့နော်အဲသူတို့ကဒီ meteorite black လို့ခေါ်တယ်နောက်ပြီးဒီ starry white ဆိုတဲ့အဖြူရောင်လေးတစ်ရောင်လည်းရှိတယ်အဲကျွန်တော်ကတော့တကယ်တမ်းအဖြူလိုချင်တာဗျာဘာလို့အဖြူလိုချင်တာဆိုတဲ့အကြောင်းလည်းရှိတယ်ပြီးမှပြောပြမှာပေါ့နော်အနောက်ဘက်မှာကျွန်တော်ထင်းထင်းမြင်ရတော့ဒီကောင်းရဲ့ဒီကင်မရာ ring အကြီးပဲဖြစ်မှထင်တယ်ပြောရင်ဗျာဒီကောင်းရဲ့ကင်မရာ ring ကဒီနှစ်ထပ်ပုံစံနှစ်ထပ်ပုံစံကိုအထဲမှာ ကင်မရာရင်းနောက်ထပ်နှလုံးထပ်ပါတဲ့ပုံစံလေးသူတို့လုပ်ထားပါဗောနော်ကင်မရာရင်းနှစ်ခုရယ်နောက်ပြီးတော့ဒီ flash လေးရယ်အားလုံးပေါင်းတော့၃ကွင်းပေါ့ဗျာကင်မရာနှစ်ကွင်း flash တစ်ကွင်းဆိုတော့၃ကွင်းပေါ့ဆိုတော့ dual camera setup ပေါ့လေမီဆိုကတော့ဒါကိုဒီ star trek camera system လို့ခေါ်တယ်သူတို့ခေါ်ပေါ့လေဗာလာပြန်ကြည့်ရင်တော့ဒီကြဲတာယာလမ်းကြောင်း camera system ဘာညာပေါ့ထားပါတော့အဲ့လိုမျိုးထင်းထင်းရင်းဖြစ်နေဒီ camera ring ရလွယ်ပြီးတော့သူ့ရဲ့အနောက် design ကတော့တော်တော်လေးရှင်းရှင်းလင်းလင်းရှိရလို့ပြောရမှာပဲဒါပေမဲ့တစ်ခုရှိတာဒီကောင်က matte finish တော့ဟုတ်တယ်ဒါပေမဲ့လက်ရာကတော့ ထင်တာပဲဘာလို့လဲမသိဘူးထင်တယ်ပြီးတော့ဒီ Mizu ဆိုတဲ့ဒီ branding လေးကိုတို့ဖုန်းရဲ့ဒီအောက်ဘက်မကြရကြအလဲမကြရကြအဲအောက်ဘက်မကြရကြနေရာလေးမှာတို့ထည့်ထားပေးတယ်ပြီးတော့ပြောလို့ပြောရမလို့တော်တော်လေးကိုအထာကြလို့ပြောမယ်ဒါကဒီတို့တုံထားတဲ့ font ကြောင့်ဖြစ်လိမ့်မယ်ပေါ့နော်ကျွန်တော်ကဒီ font လေးကိုသဘောကျတယ်သိတော်တော်လေးသဘောကျတယ်ပြီးတော့ဒီကောင်းရဲ့ဒီ baby frame တွေကလည်း plastic frame ဆိုပေမဲ့လို့တော်တော်လေးတော့တတ်တတ်ရက်ရှိတယ်ချိဖြစ်တယ်ဆိုတဲ့ခံစားချက်တိတ်မရအောင်တိတ်မရအောင်မရအောင်မရတာပါ plastic ထဲမှာဆိုရင်တော်တော်လေးကို quality ကောင်းတဲ့ plastic ကိုတို့တုံထားပေးရလို့ကျွန်တော်ကတော့ထင်တယ် ပြီးတော့သူတို့ကဒေါင်လေးတွေကိုလည်းတော်တော်လေး smooth ဖြစ်လေးလှုပ်ထားပေးရဲ့အဲ့ဒီအပြင်ကိုဒီအနောက်ဘက်ကာဘာနဲ့ဒီ frame ကိုသူတို့ကွေးထားပြီးရဲ့နေရာလေးမှာတော်တော်လေးတည်တည်တက်တက်လှုပ်ထားပေးရဲ့ဆိုတော့ကင်ရတာမှာဘာညာမှာတော်တော်လေးတော့တက်တောင့်တတာရှိရဲ့လို့ပြောအောင်ပါပဲပြီးတော့ဒီ power cloud လေးကလည်း volume cloud နဲ့မတူဘဲနဲ့သူတို့အနီအောင်အဆက်လင်းလှုပ်ထားပေးရဲ့ခါကျတော့ပြောလို့ပြောမှာတော်တော်လေးတော့အထာကြတယ် tension duty တွေသူတို့တော်တော်လေးလှုပ်ထားပေးရဲ့ပေါ့နော်ပြီးတော့ဒီကောင်လေးရဲ့ဒီ button placement လေးကလည်းမစိုးဘူးရဲ့ဖုန်းကအရန်တည့်ရတဲ့အထက်မှာပါမယ်လို့ဒီကျွန်တော်တို့သွားနှိပ်ရတဲ့အချိန်မှာ တည်ရမလားနှစင်းလောက်ကြီးလက်အဲ့လိုသွားရွှေ့ပြီးတော့နေရမျိုးမရှိဘူးတခါတည်းတမ်းမိဒါတော့မှကျွန်တော်လက်ကသေးရတဲ့ပါနော်လက်ကြီးရဲ့လို့ဆိုရင်ပို့ပြီးတော့အောင်အဆင်ပြေအောင်မယ်ပြီးတော့ဒီ cloud လေးရဲ့ feedback ကလည်းတည်ရမလားနေရအရင် clicky ဖြစ်လာတယ်ပါရဲ့လို့မဟုတ်မယ်လို့မစိုးပါဘူးသူ့စီတန်းနဲ့သူကတော့တော်တော်လေးကောင်းတဲ့ထဲမှာပါတယ်ဖုန်းရဲ့ပုံမှာတော့ဒီ secondary mic တစ်ပေါက်ရယ် speaker တစ်ပေါက်ရယ်ပါပြီးတော့ဒီအောက်မှာဆိုရင်လည်းနောက်တော့ speaker တစ်ပေါက်ရယ် tight seat ပေါက်ရယ် central လေးရယ် mic တစ်ပေါက်ရယ်ထပ်ပါမယ် ဒါပေမဲ့ဒီကောင်ရဲ့ century က jewel sim ပဲထည့်လို့ရမှာဆိုတာဒီ SD card တွေပါထည့်ထည့်လို့မရဘူးเนาะသူ့မှာပါတဲ့ memory နဲ့ပဲကျွန်တော်လောက်အောင်သုံးရမယ်ဖုန်းရဲ့အထူက8.6 mm နဲ့အလေးချိန်က200 nit gram ဆိုတော့ထူထူပိမ့်ပိမ့်ဖုန်းတစ်လုံးတော့လည်းမဟုတ်ပါဘူးသူ့ size နဲ့သူဆိုရင်တော့ဒီမလေးဘူးလို့ပြောလို့ရတယ်ပြီးတော့ weight distribution ကလည်းဒီမှာအခုပြထားတိုင်းပဲ50 50လောက်သွားပါဘောเนาะဆိုတော့ကျွန်တော်ဒီလက်နဲ့ ဒီလိုကင်သုံးတဲ့အချိန်မှာ top heavy မဖြစ်နေခါကြောင့်လက်အရင်မညာဘူးအဲ့လို weight distribution ကောင်းနေခါကြတော့ကျွန်တော်ဖုန်းသုံးတဲ့အချိန်မှာကိုယ့်လက်ထဲမှာအရင်ကြီးဖုန်းကဒီမှာလေးနေရလို့မခံစားရအောင်အဲ့ဖုန်းမှာတော်တော်လေးတော့အဲ့တစ်ချက်ကအရေးကြီးတယ် weight distribution ကောင်းလေဖုန်းကပို့ပြီးတော့ကင်လို့ကောင်းလေပဲထားပါတော့ဆိုတော့ခြုံပြောရရင်သူ့ဈေးထဲမှာဒီဖုန်းကတော်တော်လေးကို premium လို့ရတယ်လို့ big quality ရလဲတော်တော်ကောင်းတယ်တော်တော်ကောင်းတာမဟုတ်ဘူးလေအကောင်းဆုံးလို့ပြောရမယ်ပြီးတော့ဒီကောက်မှာလူပြောအများဆုံးအပိုင်းတစ်ပိုင်းရှိတယ် ဒီချက်ကြောင့်ပဲဒီကောင်ကဒီနာမည်စုကြီးနေရလို့ပြောလို့ရတယ်မှန်တယ်အဲ့ဒါဒီကောင်ရဲ့အနစ်ဆွန်ကြတဲ့ဒီ display display နဲ့တင်တယ်ဆိုတာတကယ်ပြောတာသူတို့ရှောက်ပြောနေမှာမဟုတ်တကယ်ဟို display နဲ့တန်တဲ့ဖုန်းဘာလို့ဆိုရင်ဗျာဒီဖုန်းမှာတုံထား display ကသူ့ရဲ့ဈေးတန်းမှာမပြောနဲ့သူ့ဈေးထက်နှစ16သိန်း18သိန်းတန်တဲ့ဖုန်းလေးမှာတော့မတုံးပေးထားတဲ့ display အမျိုးအစားကိုသူတို့တုံးထားပေးတာဆိုတော့ ဘလူတွေထည့်ထားပေးနိုင်လဲတော့မပြောတတ်ဘူးဘာလို့လဲဆိုတော့ဒီကောက်မှာတုံးထားပေးတဲ့ display ကဒီ 144hz LDPO AMOLED display ဆိုရပါဗျာဒီ1 to 120ကို variable လုပ်ပေးနိုင်တယ်1 to 144hz တော့မရဘူးပေါ့လေ 144hz ကတော့တို့အဲ့လောက်တိတက်မလုပ်ပေးနိုင်ဘူး1 to 120ကိုပဲတို့ variable လုပ်ပေးမယ်ထားပါတော့ဆိုရပါဗျာအဲ့လိုမျိုးဒီ1 to 120 variable လုပ်ပေးနိုင်တဲ့ဒီ LDPO technology တုံးထားတဲ့ AMOLED display ဆိုတာပုံမှန်ဆိုရင်ညကျွန်တော်ဒီ flash တွေမှာပဲမြင်ရတာလုံးဝ flash shit flash ကလိုင်းမှာတော့မမြင်အောင်နော် flash မှာမှမြင်ရတာကျွန်တော်တို့ဒီ30ဝန်းကျင်ဖုန်းတွေမှာ30 60 120ကိုပဲသူတို့ video ပဲလုပ်ပေးနိုင်တယ် LTPS display တွေကိုပဲသူတို့တုံးထားဒီကောင်က LTP ကိုပိုကောင်းတယ်ထားပါဦးတခြားချက်တွေကိုလည်းတစ်ချက်ပြန်ကြည့်လိုက်အောင်အတိအစားဆုံးကဒီကောင်ရဲ့ဒီ bezel လေးတွေပဲပပလေးတကယ့်ဟိုမှာပပလေးပါဆိုရင်ဗျာဒီကောင်1.75 mm ပဲရှိတာ၄ဘက်စလုံးနော်တစ်ဖက်ကို1.75 mm ၄ဘက်ဆိုတော့ကြည့်ရတာတကယ့်ဟိုအနစ်နဲ့ တကယ်အနည်းအဲ့လိုပါသွားတဲ့အတွက်ဒီကောက်ရဲ့ဒီ screen to body ratio ကလည်း93.5%အောင်ဖြစ်သွားတယ်အဖြူရောင်ဖြစ်တဲ့ဒီ stereo white version မှာဆိုရင်ဒီကောက်ရဲ့ဒီ mizu ရဲ့ signature ဖြစ်တဲ့ဒီ bezel ကိုသူတို့အဖြူရောင်လေးလုပ်ထားပေးတဲ့ version နဲ့ရမှာဗျာအဲ့ဒါကြောင့်မလို့ကျွန်တော်ကအဖြူရောင်လိုချင်တာဒါပေမဲ့တတ်နိုင်ဘူးရလာတဲ့အကြောင်းပေါ့လေ resolution အနေနဲ့ဒီကောက် 1.5K ပြောရင်တော့ full hd plus ပေါ့လေ size ကတော့ဒီ6.8လက်မဆိုတော့ခက်သေးသေးဖုန်းတစ်လုံးတော့မဟုတ်ဘူး ပြီးတော့ဒီ high brightness mode မှာဆိုရင်ဒီကောင်1600 nits နဲ့ p brightness mode ပြောရင် HDR p brightness mode မှာဆိုရင်9000 nits အထိ9000 nits အထိလင်းမယ်လို့တို့ကြေညာထားတယ်တို့ spec ရပါဗောလေဒါပေမဲ့အဲ့လို9000 nits ဆိုတာလဲကျွန်တော်ပြောနေကြတဲ့အတိုင်းပဲဒီ HDR video တွေမှာဒီကာမီထိုးတာတို့နောက်နေလေးထွက်လာတို့အဲ့လိုအခြေအနေမှာပဲမြင်ရတဲ့ brightness ကိုမြင်ရရနေတာမဟုတ်ပါဘူးဒါပေမဲ့ဘယ်အခြေအနေမှာမဆိုဗျာဒီကောင်ကဒီ media consumption ကောင်းကောင်းကိုလုပ်လို့ရတယ် အဆက်ကားပဲကြည်ကြည်ဂိမ်းပဲဆော့ဆော့တကယ်ကိုအနစ်ကြတယ်။နေရာအောက်မှာတုံးလဲဒီကောင်ရဲ့ display ကကျွတ်စင်ရုံလင်းတယ်။ special ကိုလင်းတာတော်တော်ကိုတုံးလုံးကောင်းတယ်။မမြင်ရတဲ့ content မရှိဘူး။ကို။အော်ပြီးတော့ security ဘိုင်းအတွက်လဲဒီကောင်မှာ optical and display fingerprint scanner ပါတယ်။တော်တော်လေးလဲမြန်တယ် accurate လည်းတော်တော်ဖြစ်တယ်။ position လေးကတော့နည်းနည်းလေးအောက်ရောက်တယ်လို့ကျွန်တော်ကတော့ခံစားရတယ်ပေါ့နော်။ဒီထက်10 cm လောက်လေးအပေါ်တက်လိုက်ပြီးရင်တော့ပို့ပြီးတော့ကောင်းအောင်ပေါ့။ဒါမဲ့ ဒါလည်းကျွန်တော်အပြစ်ရှာပြပါပါလေအချိန်ကြာရင်တော့လည်းသူကတူအကျင့်ဖြစ်သွားပါပဲလေဘရိုနဲ့ဒူမလို့ပေါ့လေဟုတ်ပါပြီဒါဆိုရင် display ကတော့အရန်အရန်ကိုအနစ်ကျနေပြီဂိမ်းဆိုရင်လည်း share ဘာလို့လို့ share ဒါဆိုရင်အဲ့ဒီ display ကိုမှကျွန်တော်ဒီ content တွေပေါ်ဖို့အတွက်လုတ်ပေးတဲ့ဒီ performance ဘိုင်းရရောပြောရင် SOC ဘိုင်းရရောဒီဖုန်းမှာဘယ်လိုနေမလဲဘာတွေများတုံထားလဲပေါ့တခွန်းနဲ့ပြောရရင်တော့သူ့ဈေးထဲမှာဆိုရင်ပုံမှန်ထက်တောင်မှကောင်းတယ်လို့ပြောလို့ရတဲ့ performance ကိုဒီကောင်းရှန်နေရနိုင်တယ်သူ့မှာတုံထားတဲ့ SOC ကပဲဒီ Qualcomm ရဲ့ Snapdragon 7S Gen 2ဆိုတဲ့ SOC ြောရရင်မနစ်ကထွက်ထားတဲ့ Snapdragon 7 series မှာ power efficiency အကောင်းဆုံး low performance အဖြစ်ဆုံး SoC ပေါ့လေမြင်တောင်ပြောရင်များကျွန်တော်ဒီမနစ်ကကျွန်တော်တို့နိုင်ငံတော် brand ရဲ့နာမည်ကြီး Redmi Note 13 Pro 5G မှာတုံးခဲ့တဲ့ SoC နဲ့အတူတူပဲအဲ့လိုပြောလို့ကျွန်တော်တို့အာမင်းကလည်းမနစ်က SoC တုံးထားတာနေမှာပေါ့ကွာဘာညာ No bro no no မနေမနေ မတကယ်မနိုင်မီဒီယာထက်ရက်ဒီ Dimensity 8300နဲ့မတိမ်မြင်ပဲ10%လောက်တော့ကွာတာပေါ့လေဒါ content အနေနဲ့ပြောပြတာပုံမှန်ဆိုရင်များတိရတိုင်းမှာကျွန်တော်တို့ဒီဇီနဲ့ဆိုရင် official phone တွေမှာဆိုရင် Helio G100 Ultra တို့ G99 တို့ဘာတို့ညာတို့အဲသိရမလားမသိဘူးအဲအဲအဲ့ဒါကြီးပဲရမှာစရောဗျာဒါကလည်းအမှတ်ပေးရမယ်အပိုင်းပဲ benchmark တွေအရကတော့ဒီကောင်ကဒီ key pass မှာ single core score ကို1020နဲ့ multi core score ကို2918ရတယ် 3m wireless assurance status မှာလည်းဒီ stability score ကိုကျွတ်စင် 99.1%အောင်ရတာကျွန်တော်ဆန်းခဲ့တဲ့ဖုန်းဒီမှာ99.1%ရတာဆိုတော့ဒီကောင်လေးဆိုနှလုံးရှိအရှိမှလည်းတလုံးထားပါတော့ဆိုတော့ဗျာဒီကောင်ရဲ့ performance က stable ရမ်းဖြစ်တယ်လို့ပြောမှာပဲပြီးတော့ဒီ stress test center မှာလည်းဖုန်းရဲ့အပူချိန်ကတက်တော်နေတယ်34 degree လောက်ထိပဲသူတို့တက်သွားတယ်ပေါ့နော်ဆိုတော့ဗျာ heat management ပိုင်းလည်းတော်တော်ကောင်းတယ်လို့ပြောမှာ gain တွေကို sensor ကြီးရဲ့နေရာမှာလည်းတော်တော်အဆင်ပြေတယ်ဒီ mobile legend လို gain တွေကိုဆိုရင်တော့ဘာမှပြောမင်းနဲ့ DSOC က AA စစ်စစ်ကိုဂျုံလို့ရတယ် ဒီ PUBG Mobile ကိုလည်းကျွန်တော်တို့ frame rate extreme မှာ HDR graphic လောက်နဲ့ AC ဆော့လို့ရတယ်ပြီးတော့ဒီကျွန်တော်တို့နောက်ထပ် shooting game တစ်ကိန်းဖြစ်တဲ့ဒီ Data Force မှာဆိုရင်လည်း setting တော်တော်မြင့်မြင့်မှာကျုံရတယ်အခုပြထားလောက်ရရပါတော့ graphic demand နဲ့အရင်များတယ်ဒီ Genshin Impact လို့ game နေဆိုရင်တော့ medium setting လောက်မှာကျွန်တော်တို့30 to 40 fps လောက်နဲ့ဆော့လို့ရပါတယ်ပြီးတော့အဲ့လိုမျိုး game အမြင့်စားဒီ graphic အရန် intensive ဖြစ်တဲ့ game တွေဆော့ရင်တော့မှဒီကောင်ကနွေးရထက်ကိုမပိုးဒါကဒီ 7S Gen 2ကြောင့်လည်းပါနိုင်လို့ ဒီနွေရီလိုမျိုးပြမအပူချိန်အရန်မများတဲ့ကာလဖြစ်တာကြောင့်လဲပါကောင်းပါနိုင်ပါတယ်လေဘယ်လိုပဲပြောဗျာလောဆယ်မှာတော့ပူတက်လာတာမျိုးဒီဖုန်းမှာမရှိရသေးကြတယ်ဟောပြီးတော့ဒီကောင်းရဲ့ဒီ stereo speaker လေးကြီးကလည်းတော်တော်လေးကိုကောင်းတယ်ဘာကောင်းတာလဲဆိုတော့ဗျာကျွန်တော်ဒီအတန်အရန်ကျယ်တယ်ဆိုတာထက် clarity ပိုကောင်းတာ clean ဖြစ်တာဆိုတာကိုကျွန်တော်ပြောချင်တာပြီးတော့ဒီကောင်းရဲ့အတန်ထွက်ကအပေါ်အောက် 50 50လောက်သွားတယ်ဆိုတော့ game ပဲဆော့ဆော့ဇက်ကပဲကြီးကြီးဒီကောင်းရှန်နေကျွန်တော်ထွက်လာတဲ့အတန်ကတော်တော်လေးကိုမိုက်တယ် sound state လည်းတော်တော်လေးကျဲတယ်ပြောရမယ်ဒါပေမဲ့ဒီကောင်းမှာပါတဲ့ဒီ haptic feedback လေးကတော့တိတ်မကောင်းဒါအယူသားဆုံးပြောတာရှိသိင်းတလောက်တော့ type ဖြစ်တယ်ဆိုရင်မဲ့လို့တော်တော်လေးကိုအဲ weak တယ်ဒါကလည်းဗျာဒီဈေးထဲမှာဆိုရင်တော့အပြစ်သွားပြောလို့မှမရတော့ဘူးပုံမှန်လို့ပဲပြောမှာပဲဆိုရပါဗျာ display လိုမျိုးတခြားဖုန်းတွေထက်အရန်ကြီးထူးချွန်နေတဲ့အပိုင်းမဟုတ်ဘူးပေါ့ဒါနဲ့ဒီကောင်က Android 14ကို Mizuya ဒီ Flyme OS 11နဲ့လာတာ ဆိုတော့ဒီကောက်ရဲ့ဒီ Flyme OS 11အောင်300ဘာလို့နေမလဲပြောရရင်ဒီကောက်ရဲ့ဒီ UI ကတော်တော်လေးကိုရှင်းရှင်းလင်းရှိတယ် animation တွေကလည်းမဆိုးတူအန်တော်တော်လေး smooth ဖြစ်တယ်ပေါ့နော်ဒါပေမဲ့ဒီကောက်က global version ဖြစ်နေတဲ့အတွက်ကြောင့်ဒီ China version မှာသူတို့သုံးတဲ့ဒီ Flyme AI OS လိုမျိုး AI feature တွေအများကြီးပါတဲ့ OS တော့မဟုတ်ဘူးပေါ့ပြီးတော့ဗျာသူ့ရဲ့ UI ကလည်းဒီ skin အုပ်ထားတဲ့ဆိုတော့အဲလုံးဝဒီ pure android sample လို့ပြောရင်ပုံမှန်ပဲ Flyme OS တောင်ဟုတ်ရလားလို့ပြန်မေးရမယ်ကိ။ဘလို့ဝဲဒီမပါအတွက်နည်းနည်းတော့မျက်စိနောက်တက်တာဆိုမယ်လို့ဒီကောင်းရဲ့ UI ကပြောလို့ပြောတာအရင်ကြီးစိတ်လှုပ်ရှားစရာကောင်းနေတဲ့ UI တော့မဟုတ်ဘူး။ဒီ China version မှာတုံထားတဲ့ဒီ Flyme AI OS နဲ့ဆိုရင်တော့ရှင်းခုံစရာကောင်းကောင်းကောင်းနိုင်တယ်။ဆိုရတာပြအခု global version ကတော်တော်ရိုးရှင်းတယ်။ဘာမှစံပြတာမပါလား။ရိုးရှင်းတာကြိုက်တယ်ဆိုရင်တော့ good တယ်ဗျာ။ AI နဲ့ပတ်သက်ရင်တော့ဒီ Gemini လောက်ကလွယ်ပြီးတော့ဒီကောင်းကိုတိတ်မမျောလင်းတာကောင်းမယ်။ဆိုရတာပြဒီတုံးလို့ကောင်းလားဆိုရင်တော့တော်တော်တုံးလို့ကောင်းတယ်။ ဒါပေမဲ့ဒီ cut ဆန်းဆန်းအိုင်းခက်ချီဖြစ်တဲ့ဒီ feature တွေကတော့ဒီကောက်မှာမပါဘူး global version ဖြစ်တဲ့အတွက်ဒီ Google နဲ့ပတ်သက်ရင်တော့ရင်းမီးစုံနဲ့လေတီးခုံရုံပဲကိုကြွယ်ကြီးလုတ်ချင်တော့ဒီဖုန်းကတိတ်လို့ဆရာမရှိဘူးဒါပဲဟုတ်ပြီဒါဆိုရင်ဒီကောက်ရဲ့ကင်မရာဘိုင်းရရောဘယ်လိုနေမလဲ ြပြမယ်ဒီကောက်မှာဒီကင်မရာ setup အနေနဲ့အပေါ်မှာကျွန်တော်ပြောခဲ့တဲ့အတိုင်းပဲ dual camera setup နဲ့လာတာ 108MP main camera ရဲ့ 2MP macro ရဲ့ပေါ့သူ့ရဲ့ main camera ကနေကျွန်တော်ဒီ pixel bin နဲ့လောက်ပြီးတော့ထွက်လာတဲ့ပုံတွေကဒီနေ့ကင်ဘက်မှာရိုက်တဲ့အချိန်မှာတော့တော်တော်လေးကိုကောင်းတဲ့ပုံထွက်တယ်သူ့စင်တန်းနဲ့တူပေါ့လေတော်တော်ပုံထွက်ကောင်းတယ်အဲ dynamic range လေးတွေလည်းမစိုးဘူး color duration ဘိုင်းကတော့နည်းနည်းပစ္စည်းလေးနည်းနည်းလေး color လေးနည်းနည်းလေးဖွယ်လို့ကျွန်တော်တော့မြင်တယ်ဒါကလည်းကျွန်တော်တမင်ကြီးများပါလေ သူကအရှိမ display တွေပါရအရန်ကောင်းတဲ့အခါကျတော့ကျွန်တော်ကင်မရာကိုတိတ်ပြီးတော့အားမရလို့ဘလိမ့်တာဒါပေမဲ့သူ့စီတန်းမှာဆိုရင်တော့ကောင်းနေဆိုတော့ကင်မရာ setup ကိုသူတို့ထည့်ထားပြီးနိုင်တယ်ပြီးတော့ကျွန်တော်ဒီ portrait ပုံနဲ့လူပုံနဲ့ရိုက်မယ်ဆိုရင်လည်းတော်တော်လေးကောင်းတယ်လူချောနေရလဲပါကောင်းပါမော်လေးထားပါတော့ဒီ background နဲ့ foreground ကိုသူတို့ separation လုပ်ထားလေးလေးတော်တော်လေးတည်တတ်တယ်အဲဒါပေမဲ့ဒီညဘက်မှာရိုက်မယ်ဆိုရင်တော့ဒီကောင်းရဲ့ပုံထွက်က noise တွေတော်တော်လေးပါတယ် color တွေတော်တော်လေး mute ဖြစ်သွားတယ်ဒီ detail လေးညော့သွားတာတော်တော်လေးတည်တာဒါကလည်းခုနကကျွန်တော်ပြောလိုပါပဲသူ့စီတန်းမှာဆိုရင်တော့ ုံမှန်ပါပဲဗီဒီယိုပိုင်းကတော့ဒီ main camera ကနေဒီ 4K 30fps နဲ့ရိုက်လို့ရမယ် quality ကလည်းသူ့ရဲ့ဈေးတန်းအနေထားနဲ့ဆိုရင်ကောင်းတယ်လို့ပြောလို့ရတယ်ဒီ selfie camera ကနေရတော့ဒီ 1080p 30fps ထိပဲသူရိုက်လို့ရမယ် 4K လိုချင်မဲ့ဗျာအဲ့လောက်ကြီးကြာလောဘအရန်ကြီးလို့ဖြစ်သွားယူဂျင်းနဲ့ပေးလိုက်မယ်ဟုတ်ပြီဒါဆိုရင်ဒီကောင်ရဲ့ဒီ battery ပိုင်းကဘယ်လိုနေမလဲတခွန်းနဲ့ပြောရင်တော့တော်တော်လေးကိုကောင်းတယ်ဒီကောင်မှာဒီ 6000mAh battery ကို ထည့်ထားပေးတာပြီးတော့ဗျာဒီကောင်းရဲ့ဒီ4နာနိုမီတာ architecture နဲ့ဒီ high efficiency SoC ဖြစ်တဲ့ဒီ Snapdragon 7S Gen 2နဲ့ဆိုတော့ဒီကောင်းရဲ့ battery life ကတော်တော်လေးကိုခံတယ်ပုစုပုစက်ကိုခံတယ်တရက်လုံးကတော့ကျွန်တော်မရက်မနာကိုတုံးပြလိုက်လို့ရတယ်ဆိုတော့ဗျာဒီ gain တွေကို9နဲ့ချီပြီးတော့ special sort တဲ့လူဆိုရင်တော့မှဒီညဘက်8ခန်းဒီမှာ 20%လောက်နဲ့အဲ့ရဝင်လို့ရတယ်ပုံမှန်ဒီ normal usage ဖြစ်တဲ့ဒီ social လေးတုံးလိုက်ဂိမ်းလေးတစ်ပွဲနှစ်ပွဲဆော့လိုက်ဖုန်းလေးပစ်ထားလိုက်ပြန်တုံးလိုက်အဲ့လိုလုပ်မယ်ဆိုရင်တော့ဒီကောင်ကတစ်ရက်ခွဲလောက်ကတော့ AAC ကိုတုံးလို့ရတယ်လုံးဝဂိမ်းမဆော့ဘဲနဲ့ဒီ live usage တမားဆိုရင်တော့ဒီကောင်ရဲ့ battery life က2 day တော့အသာလေးတုံးလို့ရတယ်အပြန်သွင်းမယ်ဆိုရင်လည်းဒီကောင်မှာပါတဲ့ဒီ45 watt charger နဲ့အပြန်သွင်းလို့ရတယ်0 to 100ကိုတနာရီစောစောလုံးနဲ့အပြန်ပြည့်ဒီတော့အားလုံးကိုခြုံကြည့်လိုက်မယ်ဆိုရင်လူတွေပြောနေသလိုဒီဖုန်းကတကယ်ကိုတန်နေတယ်ဆိုတာတော့အမှန်မဲရယ် တကယ်ကိုဒီ display နဲ့တင်ဗျာကျွန်တော်တို့ဒီ73400ဆိုတဲ့ဈေးကတကယ်ကိုတန်နေပြီဒီ raw performance ဘိုင်းမှာဆိုရင်လဲ official ဝင်တဲ့ဖုန်းတွေရော official မဟုတ်တဲ့ဖုန်းတွေရောကြိုက်တဲ့ကောင်နဲ့ရှင်ဒီကောင်ရဲ့ performance ကထိတ်ဆုံးသားမှာရှိတယ်ထိတ်ဆုံးမှာရှိပါတယ်အဲ့ဒါတွေမကရဘူးကျွန်တော်တို့ဒီ big quality display camera speaker အဲ့ဒါရလဲကျွန်တော်တို့ဒီ global version ထွက်တဲ့ဖုန်းတွေထဲမှာဆိုရင်ဒီကောင်ကအကောင်းဆုံးပဲတကယ်ကောင်းဆုံး display ဆိုရင်တော့ဗျာ not even close ပဲဆိုတော့ဗျာတန်လားလို့မင်းတော့ bro ဒီကောင်ထက်တန်တဲ့ဖုန်းတော့ဒီကောင်တော့တန်မှာမဟုတ်ဘူးလို့ပြောမှာပဲ ဆိုတော့ဟုတ်ပြီနောက်ဗီဒီယိုမှာပဲပြန်တွေ့ကြတာပေါ့